တို့ကကျွန်တော်တဝဲအများပိုင်းကမ်ပဏီလား DDPC ဟဲ့လားတို့ရဲ့ shopping mall ရှိတယ်အဲ့မှာလည်းကျွန်တော်တို့ပြောတယ်နောက်ကမ်းခြေမှာလည်းကျွန်တော်ပြောဘူးတယ်ဟဲ့လားတဝဲမှာဆိုရင်လေနော်ကျွန်တော်တို့ဟုတ်ပြီကျွန်တော်ပြောအောင်တို့ဆိုပုံပြပြောခဲ့ရတော့မှာမဟုတ်အဲဒီနေ့ကအိန္ဒိယပုံမြင်လေးဖြစ်တယ်ကမ္ဘာမှာပုံမြင်မရှိတဲ့လူမျိုးဆိုတာမရှိဘူးလူသားတွေကပုံမြင်မရှိရင်ရက်တည်နိုင်မှာမဟုတ်အပြုလို့လဲဆိုတော့ကျွန်တော်ဒီနေ့တိုင်းနေ့တိုင်းမှာကျွန်တော်ကြည့်နေ Netflix ရုပ်ရှင်တွေဟလာ Witch တွေကြပြတွေစာတွေသချင်းတွေအားလုံးဟာ story လို့ခေါ်တဲ့ပုံမြင်ကိုကျွန်တော်တို့ကအခြေခံထားတာဖြစ်တယ် ဒီလိုပဲလူတို့ကြောင့်ကျွန်တော်တို့ဟောပြောတဲ့အခါမှာလဲပုံပြင်းဒီလူတွေရင်ထဲကိုရောက်နိုင်ပုံပြင်းပြောလိုက်တာ ਨੇ ဘာဖြစ်လို့လူတွေအဲ့ဒီပုံပြင်းနဲ့ဇက်ဆောင်နေရာမှာပုံပြင်းတိုင်းမှာဟီးရိုးရှိတာအဲ့ဒီဇက်ဆောင်နေရာမှာလူတွေကဝင်ပြီးခံစားလိုက်တာကိုချင်းစားလိုက်။ဒါကြောင့်ရုပ်ရှင်ကြည့်ပြီးငိုတယ်တော့ရည်တယ်လို့ဆိုတာအဲ့ဒါကြောင့်ဖြစ်တာ။ငိုတယ်ဆိုတာအထူးသဖြင့်ဒါဇက်ဆောင်နေရာမှာသူတကယ်ခံစားလိုက်တာ။အဲ့လိုမျိုး connection မျိုးကို story ကပဲကျွန်တော်တို့ပေးနိုင်တယ်ဟောပြောမှုပညာမှာ။ ကျွန်တော်တို့လူကျောင်းတို့အခုဟောပြောလိုက်ပြီဆိုတာကျွန်တော်အခုပုံပြင်ပြောလိုက်ပြီဆိုတာနဲ့လူကျောင်းတို့ဒီကိုနေနေတဲ့အခုဘယ်ရက်နေကြည့်နေကြကိုကြည့်နေတဲ့နေရာလေးတွေရေးပါအောင်အခုကိုဘယ်နေရာလေးနေကြည့်နေကြလဲကိုကြည့်နေတဲ့နေရာလေးတွေရေးပါအောင်အဲ့ရဟိုကကြည့်တယ်ဆိုအဲ့ရဟိုပေါ့ဗျာတိလားမသိဘူးသမင်းစားကန်ကြည့်တယ်ဆိုသမင်းစားကန်ပေါ့အဲ့ကန်ကြည့်တယ်ဆိုအဲ့ခန်းပေါ့ကိုကြည့်နေတဲ့နေရာလေးတွေရေးပါအောင်ကိုဘယ်ဘယ်နေရာလေးနေကြည့်အဲ့နေရာတွေကနေပြီးတော့လူကျောင်းတို့ပုံပြင်တဲ့ကိုရောက်သွားတာ ပုံမြင်ထဲမှာရှိတဲ့အဲ့ဒီ hero z ကောင်ရဲ့နေရာမှာစီဝင်မျောပါပြီးတော့ခံစားသွားတာ connection အဲ့ဒီ strong connection အဲ့ဒီ strong connection အားကောင်းတဲ့ connection မျိုးဘယ်အချက်လက်ကမှမပေးနိုင်ဘူးကျွန်တော်တို့ဘယ် data တွေဘယ် information တွေရမှာမပေးနိုင်ခလေးနဲ့ဆော်ပြီးကြည့်နေတဲ့တယောက်ကဟုတ်ကဲ့ပါမအိနနာခိုင်ခလေးနဲ့ဆော်ပြီးကြည့်တဲ့အဖွဲလေးရှိတယ်ဟုတ်လား ဆိုတော့ဒါတော့ public speaking မှာလည်းပုံပြင်ပြောရင်ဒီပုံပြင်နဲ့ပြိသက်နဲ့အဲ့လောက်ထိ connection strong ဖြစ်တယ်အဲ့ဒါဒီဘလောက်ခိုင်ပါတဲ့အချက်လက်ကမှမပြီးနိုင်ဘူးဒါပုံပြင်ရဲ့ဘလောက်အားကောင်းမှုကျွန်တော်ပြောတာနော်ဟုတ်ပြီတကယ်ပြောပြီအဲ့တော့အိန္ဒိယပုံပြင်အဲ့တော့အိန္ဒိယပုံပြင်မှာတခါတော့အလွန်ချမ်းသာကြွယ်ဝတဲ့တထိတ်တူးရှိတယ်ပေါ့။ तू ကသားတွေကြီးပဲမွေးထားတာ။တမီးမရှိဘူးပေါ့။ तू မသားတွေအများကြီးမွေးထားတယ်။ အဲ့တနေ့ကျတော့အဲ့တထေးကြီးကအသက်ရွယ်အိုမင်းလာတဲ့အခါမှာယောဂါဆွဲကတ်တာပေါ့ယောဂါဆွဲကတ်တဲ့အခါမှာအတော်ဟာတို့တွေကလည်းဒီယောဂါအခြေအနေတိတ်မကောင်းတော့ဘူးဆိုတော့ဒါလက်လျှော့လိုက်ကြလက်လျှော့လိုက်ကြတထေးကြီးကလည်း तू မကြမီသေတော့မယ်လို့ထင်ပြီးတော့သူ့ရဲ့ပိုင်ဆိုင်မှုမှန်သမျှကိုသူ့ရဲ့ချမ်းသာကြွယ်ဝမှန်သမျှသူ့ရဲ့သားတွေကိုခေါ်လိုက်တယ်အဲ့သူ့ရဲ့သားတွေကိုခေါ်လိုက်ပြီးတော့မှချိုးကြအကုန်လုံးလဲမြေတွေစီစိန်တွေရွှေငွေကြောက်တံဗရံများတွေကိုသူ့ရဲ့သားတွေကိုဒါကြီးစင်ငယ်လိုက်စနစ်တကျခွဲဝေပေးလိုက် အဲ့ထိကတော့ဘာမှမဖြစ်သေးဘူးအဲ့ထိကတော့ဘာမှမဖြစ်သေးဘူးဒါပေမဲ့ဖြစ်ချင်တော့အဲ့တထေးကြီးကအလွန်အသက်ပြင်းတဲ့တထေးကြီးဖြစ်ဆိုတော့ तू အသေးပဲလို့ထင်ထားတာပေါ့ဗျာမပြောပြောရမှာဆိုသေမလို့ထင်ထားတာ तू မသေးဘူးပေါ့မသေးဘူးအသက်ပြင်းတယ်ပေါ့အသက်ပြင်းပြီးတော့ခုနယောဂါတော့ခံစားရတယ်အဲ့ရပုံမှာလဲနေတယ်မသေးဘူးပေါ့မသေးတဲ့အခါသူ့ရဲ့သားတွေကသူ့ကိုအမွေတွေလည်းသူကခွဲပေးပြီးပြီဆိုတော့မကြည့်ဘူးကြတော့ သားသမီးတွေကလည်းတခါတည်းကျရင်ကြောက်ဖို့ကောင်းတယ်အလူပေါ်တော့မူတည်တာပေါ့လေနော်ဟိုတိတက်တဲ့သားသမီးဆိုတာရှိတယ်မတိတက်တဲ့သားသမီးတွေလည်းရှိတာပေါ့နော်ဆိုတော့ဟိုသူ့သားတွေကသူ့မကြည့်ပြုတော့ဘာသူ့မသိနိုင်တော့ဘောပြောနေတိုင်းမှာဒါဟိုသူ့ရဲ့ဝကြီးဝင်းငယ်ပြုစုရတဲ့အခါမှာဟိုသူတို့ကမကြည့်ပြုခြင်းကြတော့အတထေးကြီးကလည်းပဲသူလည်းစိတ်ညစ်တာပေါ့နော်ဘာလို့သူ့မှာပေးစရာအမွေလည်းမရှိတော့ဘူးလေဆိုတော့အဲ့ဒါတနေ့ကျတော့ဒီတထေးကြီးရဲ့ငယ်ပေါင်းကြီးပေါ်တငယ်ချင်းတယောက်ဟာ အဲ့တထေးကြီးစီကိုလာပြီးတော့လဲတာပေါ့အဲ့ဒီငယ်ပေါင်းကြီးပေါ့တငယ်ချင်းတယောက်ကတထေးကြီးစီကိုလာလဲတဲ့အခါတထေးကရင်ဖွင့်တာပေါ့ရင်ဖွင့်တယ်သူ့သားတွေမလိမ်ပါဘူးရင်ဖွင့်တယ်ပေါ့အဲ့သူအမွေတွေခွဲပေးလိုက်တာဖြစ်တဲ့အတွက်သူ့မှာဘာမှမရှိတော့ဘူးဆိုတော့တိတဲ့အခါကျတော့သူ့ကိုကောင်းကောင်းမပြုစုကြဘူးပေါ့သူ့သားတွေကမပြုစုဘူးသူ့တငယ်ချင်းကိုရင်ဖွင့်အော်သူ့တငယ်ချင်းကလည်းไอ้ตะเถี้ยเนี่ยตะเงินจีนอ่ะแหละตู้ไอ้ตะเถี้ยโกกุญีไปจีนเนี่ยป่ะไอ้กว่างาจั่นมาอู้มั้ยป่ะเนาะเอ้งาจั่นมาอู้มั้ยไม่กุญีรู้อย่างกุญีมาเหมือนสุบิแล้วตู้ตะเงินจีนอ่ะแหละเปลี่ยนตัว အဲ့နေ့သုံးရက်လောက်နေတဲ့အခါမှာသူ့တငယ်ချင်းကသူ့စီကိုပြန်ရောက်လာပြန်ရောက်လာတဲ့အခါမှာသူဒီတိုင်းရောက်လာတာမဟုတ်ဘူးအထုပ်ကြီးအထုပ်ငယ်အသွေးသွေးနဲ့နော်အထုပ်ကြီးအထုပ်ငယ်အသွေးသွေးနဲ့တခါလေအထုပ်ကြီးအထုပ်ငယ်တွေပယ်ပိုးပြီးတော့သူ့တငယ်ချင်းကပြန်ရောက်လာပြန်ရောက်လာပြန်ရောက်လာပြီးတော့မှသူတိုးတိုးလေးပြောတယ်ဗောမင်းသားတွေမရှိဘူးလားအိမ်မှာမရှိဘူးအေးအေးအဲ့ဆိုမင်းကတိုးတိုးပြောမယ်ဒီအိတ်ကြီးတွေကိုမင်းမင်းကရင်အောက်ကိုထက်ထက်အိတ်ကြီးတွေနဲ့တာကြီးမဟုတ်ပြီးမင်းသားတွေပြန်လာရင်မင်းပြောငါလည်းပဲငါသတင်းလွှင့်ခဲ့မှာဟလားငါမင်းရဲ့အကျွေးတွေကိုလာပြန်လာပြီးဆက်တာ နော်မင်းအကျွေးတွေပြန်လာပြီးဆက်ဆိုလိုတာဗျာသူအကျွေးတွေကိုပြန်လာပြီးဆက်တဲ့တတိယမှာပတ်စံနေပြန်ရှိသွားပြီပေါ့နော်အဲ့တော့မင်းမင်းရဲ့အကျွေးတွေကပတ်စံနေမကောက်ကြောင့်တဲ့ဗရန်များတွေနဲ့ပြန်လာဆက်တာပေါ့ကွာဒါတတိယလွန်လိုက်အဲ့ဒီတတိယလဲလွန်လိုက်ကောအားလုံးသိတဲ့အတိုင်းပဲဟလာခုနကသူ့သားတွေကသူ့အပေါ်မှာအကုန်လုံးအလူးအရက်လာပြီးတော့ပြုစုကြပါလေဖေဖေဘာစားကြလဲနော်အချိုးအချင်းအငန်းအဆက်ရလိုလေတဲ့မရှိအကုန်ဖေဘာစားကြနာအလူးရက်ပဲအရှက်မရှိလာပြီးတော့ပြန်ပြီးတော့ပြုစုကြပြန် အဲ့ဒါနဲ့တထေးကြီးကလည်းအသက်ပြင်းနေရနော်တော်တော်ကြီးနှစ်တည်းကြာတဲ့အထိနေပြီးတော့မှနောက်ဆုံးဘလို့မှသူဇရာတော်တော်ထောက်ပြီးတော့မှနောက်ဆုံးလော့ကဒေါင်ကိုနော်ကျွန်တော်တို့လောကရဲ့သဘောတရားကိုမလွန်ဆန်နိုင်တဲ့အချိန်မှာသူအသက်အသက်ထွက်သွားတယ်ပေါ့သူသေသွားသူသေသွားတဲ့အချိန်ကျတော့အာသူသားတွေကသူကရင်အောက်ကိုဒါဆိုသူအသက်ရှင်နေတဲ့ရှောက်မှာဒီအထုပ်ကိုလောကအထိမခံခဲ့လောကအထိမခံဘူးဒါသူအသက်ရှင်နေတဲ့အချိန်မှာစပြီးတော့နော် ်ဒီအထုပ်တူအလူရဖွင့်လိုက်တဲ့အခါသူသားတွေကအထဲမှာပါတွေပဲတွေ့လဲကြောက်ခဲတွေပဲတွေ့ရတယ်။နောက်ကြောက်ခဲတွေအုံနီခဲတွေပဲဒီအထုပ်ထဲမှာတွေ့ရ။ဘာလို့လဲဆိုတော့သူတကယ်ချင်းရဲ့ညံလေနော်တထိစီကိုပြန်ပြီးတော့တထိကိုပြန်ပြီးတော့သူသားတွေကယူဆိုင်လာအောင်သူဘုရားနေဝင်ချိန်လေးမှာဘာပဲဖြစ်ဖြစ်စိတ်ချမ်းသာလေးပြန်နေသွားအောင်သူတငယ်ချင်းကမဟာဗျူဟာမြောက်ကူညီပေးလိုက်တာဖြစ်တယ်။ဘာကူညီပေးလိုက်တာလဲမဟာဗျူဟာမြောက်ကူညီပေးလိုက် strategically ဆိုတော့လောကမှာဒီပုံမြင်လေးပေါ့ဒီအိန္ဒိယပုံမြင်လေးကဟာတပုံမြင်လေးပဲဆိုပါစို့ဗျာเนาะကျွန်တော်တို့ဒီပုံမြင်လေးကကျွန်တော်တို့ကြီးစွာသောသင်ခန်းစာပေးပါ lesson study ပေးပါတယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ဘဝမှာတစ်ခါကြိုက်မှန်းချက်နဲ့နှမ်းထွက်မကြိုက်တာတွေရှိမှန်းချက်နဲ့နှမ်းထွက်မကြိုက်တဲ့အတွက် decision making လို့ခေါ်တဲ့ဆုံးဖြတ်ချက်တွေဘဝမှာကျွန်တော်တို့လွဲမှားခဲ့တာတွေရှိမှန်းချက်နဲ့နှမ်းထွက်နှမ်းထွက်ပေါ့နော်အများနဲ့မှန်းချက်ကနှမ်းထွက်ထက်တော့မြင့် လူရဲ့တော့ပါမှန်းချက်ကနှမ်းထွက်တဲ့မြင်ကိုမှန်းထားတယ်လို့ဖြစ်မလားကိုတေတော့မယ်လို့တတိယမှန်းနေပေါ့ဒါတစ်ချက်ပြီးငါသားသမီးတွေကငါ့ဘုံမှာချစ်ခင်ကြပါတယ်မြန်နိုးကြပါတယ်ကျေးဇူးမကန့်ကြပါဘူးဒါလို့မျှော်မှန်းတာတစ်ချက်တည်းသူ့အမွေတွေခေါ်ပြပြီးတော့သူဒီဆုံးဖြတ်ချက်ကိုသူချခဲ့အဲ့ဒါမှန်လားဆိုနံပါတ်1သူသေးပဲသူတင်တာသူမသေးဘူးဒါမှန်းချက်နဲ့နှမ်းထွက်မကိုက်နံပါတ်2သူသားသမီးတွေကသူ့အပေါ်မှာယေရှုမတိတတ်ဘူးဒါလည်းမှန်းချက်နဲ့နှံ့ထွက်မကိုက်ဘူးသူဆုံးဖြတ်ချက်မှားသွားတယ်ဖြူဖွင့်ယေရှုနော် ဒါပေမဲ့သူ့ရဲ့တငယ်ချင်းကသူ့ကိုကောင်းမွန်မှန်ကန်နဲ့ပြောင်ပြောင်တဲ့မဟာဗျူဟာနဲ့ကူညီလိုက်တဲ့အခါမှာသူ့မှားယွင်းရတဲ့ဆုံးဖြတ်ချက်တရားနဲ့ recover ပြန်ဖြစ်လာပြီးတော့မှဟလာတာသမီတွေရဲ့ပြည်စုံကိုဘာပဲဖြစ်သူပြန်ရအဲလောကမှာနံပါတ်1မှန်းချက်နဲ့နန်းထွက်မကိုက်ပဲနဲ့ဆုံးဖြတ်ချက်တွေမှားသွားတဲ့အချိန်မှာစိတ်မညစ်နဲ့စိတ်တမကြနဲ့ထိုင်မငုံနဲ့လောကကြီးကကျွန်တော်တို့ထိုင်ငုံပြလို့ဒုက္ခတွေကိုရှော့လိုက်တာဆိုတာတမိုင်းမှလည်းမရှိဘူးဘယ်တော့မှလည်းမရှိဘူး လောကကြီးကကျွန်တော်တို့ဆုံးဖြတ်ချက်တစ်စုံတရားမှားသွားလို့ကျွန်တော်တို့အခက်အခဲဒုက္ခတွေရောက်လာလို့ထိုင်မငုံပြတဲ့လောကကြီးကိုလောကကြီးကသူပေးတဲ့ဒုက္ခတွေကိုကျွန်တော်တို့ထိုင်ငုံပြလို့ဒုက္ခတွေကို limit short ပေးလိုက်တာဘယ်တော့မှမရှိတော့တမိုင်းမှလည်းမရှိဘယ်တော့မှမရှိအင်းစိတ်မှလည်းမရှိဆိုတော့ဘာလို့မဟာဘီဝမှန်ကန်စွာနဲ့ recover ပြန်လုပ်ရမယ်ဘာလို့မလဲမဟာဘီဝမှန်ကန်စွာနဲ့ recover ပြန်လို့อ่ะခုနတထေးရဲ့တငယ်ချင်းကောင်းရဲ့မဟာဗျူဟာကဲ့သို့ကိုဘွားမှာကိုမန်ချက်နဲ့နန်းထွက်မကိုက်ခဲ့လို့ဆုံးဖြတ်ချက်တွေမှားခဲ့ရင်လည်းထိုင်ပြီးတော့စိတ်မညစ်နေနဲ့မှန်ကန်တဲ့မဟာဗျူဟာနဲ့ recover ပြန်လို့ပါအောင်မြင်မှုတွေကလူချင်းတို့ကိုစောင့်ကြိုနေပါတယ်လို့ဒီနေ့ကျွန်တော်တို့ရဲ့ Friday night live ကနေငွေနိုင်ငံ data အသီးသီးနဲ့ကမ္ဘာ data အသီးသီးမှာရှိကျွန်တော်မိတ်ဆွေတွေကိုချစ်ခင်စွာ ညောင်ပေးလိုက်ပါတယ်ကျွန်တော်ညောင်ယူမှုကနေလူချင်းတို့အကျိုးရှိမယ်လို့အပြည့်အဝယုံကြည်ပါတယ်အဲ့တော့ဒီနေ့အစည်းအဝေးကြီးတဲ့သူတွေအတွက်လည်းကျွန်တော်စားအောင်ကားကိုလက်ဆောင်ပေးဦးမှာဖြစ်တယ်အဲ့တော့အဲ့ဒီအစည်းအဝေးမှာပါဝင်ရင်ကျွန်တော်တို့အခု live link နေတောင်ညောင်ဝေးလိုက်ပါညောင်ဝေးပြီးသွားရင် comment မှာညောင်ဝေးပြီးပါပြီလို့ဝင်ရေးပေးထားပါအဲ့ဒီထက်က၅ဦးကိုရွေးချယ်ပြီးတော့ကျွန်တော်စားအောင်၅ဦးကိုလည်းတယောက်ကိုတအုံနှုံးနဲ့ကျွန်တော်အမတ်တရလက်မနဲ့တူအိမ်တန်ရာရောက်ပေးပို့ပေးမှာဖြစ်ပါတယ်လို့တည်င်းကောင်းပါလို့ပါတယ် အနောက်တစ်ခုကတော့ကျွန်တော်တို့တင်တန်းတက်ချင်တဲ့သူတွေကကျွန်တော်တလောက်ကိုတင်တန်းတစ်မျိုးပဲဖွင့်တယ်အခုဆယ်လာပိုင်းမှာဖွင့်မှာကတော့ကျွန်တော်ရဲ့စီမံခန့်ခွဲမှုဆိုင်ရာတင်တန်းဖြစ်တဲ့ Certificate in General Business Management တင်တန်းဖြစ်တယ်စီဝိုင်းစီမံခန့်ခွဲပညာကိုအခြေခံကစတင်လေ့လာခြင်းနဲ့စီဝိုင်းစီမံခန့်ခွဲပညာကိုသုံးပြီးတော့မိတို့ရဲ့လုပ်ငန်းမိတို့ရဲ့ဘဝကိုဖွံ့ဖြိုးတိုးတက်အောင်လုပ်ချင်တဲ့မိသူမဆိုတက်နိုင်တဲ့လူကြီးလုပ်ငန်းမိသူမဆိုတက်နိုင်တဲ့မြန်မာလူတင်ပေးမှာဖြစ်တယ် ။ online သင်တန်းတွေအခုလာမဲ့ဆယ်လပိုင်း28ရက်နေ့အောက်တိုဘာ28ရက်နေ့စအင်္ဂါနေ့ဖြစ်တယ်။အဲ့ဒီကနေတလားတိတိတက်အောင်မှဖြစ်တဲ့အတွက်ဘယ်ဒေတာအမှဆိုတက်နိုင်တယ်။အပြင်လူတွေသင်တန်းတော့17လပိုင်းနဲ့ရောက်သွားမယ်။17လပိုင်း1ရက်နေ့နဲ့2ရက်နေ့စနေတိုင်း2ရက်မှာမနက်7:00နာရီကနေညနေ6:00နာရီထိရန်ကုန်မြို့တော်ဝင်စင်တာ3လမှာရှိတဲ့ကျွန်တော်တို့ AML သင်တန်းကျောင်းမှာကျွန်တော်နဲ့2ရက်အချိန်ပြည့်ရင်းနှီးချစ်ခင်စွာတွေ့ဆုံမိတက်အောင်မှဖြစ်တယ်။အဲ့တော့ online သင်တန်းပဲတက်ချင်းတက်ချင်းအပြင်သင်တန်းပဲတက်ချင်းတက်ချင်းလူကျွန်တော်ရဲ့နာမည်ရဲ့ဖုန်းနံပါတ်ရဲ့ကောမမမရင်းနဲ့ Messenger message မှာရေးထားပေးပါကျွန်တော်တို့ team ကညီရင်းညီမတွေကဆက်သွယ်ပေးမယ် ်အခုအစည်းအဝေးကြီးတဲ့သူတိုင်းကို online ကပထမအဦးဆုံးအယောက်တရာအပြင်ကပထမအဦးဆုံးအယောက်30ကို10% discount ပေးထားပါတယ်လို့သတင်းကောင်းပါလို့ပါတယ်တင်နန်းသားအဟောင်းတွေအဖွဲလိုက်တက်မဲ့သူတွေကတင်နန်းသားအဟောင်းမှာအဖွဲလိုက်တက်ပါမယ်လို့ရေးထားပေးပါအထူး discount နဲ့ကျွန်တော်တို့ထပ်မံပြီးတော့စီစဉ်ထားပေးပါတယ်အဲ့ကျွန်တော်မေးခွန်းလေးတွေမေးစရာရှိရင် comment မှာရေးခဲ့ပေးပါ လူရုံးရဲ့ comment ကိုကျွန်တော်တံပိုးထားပြီးဖတ်ပါတယ်ဖြည့်သိမ့်ဖြည့်တိုက်တဲ့မိကုန်းတွေကိုလာမယ့်အစီအစဉ်တွေမှာဖြည့်ကြားပေးမှာဖြစ်ပါတယ်လို့သတင်းကောင်းပါလို့ပါတယ် TikTok ကစာအုပ်လက်ဆောင်လိုချင်တဲ့သူတွေကအခုဒီ like ကို share လို့မရဘူးပြီးရင်ဒီ like ကပျောက်သွားမှာ TikTok ကစာအုပ်လက်ဆောင်လိုချင်တဲ့သူတွေကဒီ link တိုင်းမြန်မာအမည်လို့အပေါ်မှာမြန်မာလူရေးထားတဲ့ TikTok account ကျွန်တော် follower 3.2 million ကျော်ရှိတယ်အဲ့ TikTok account တစ်ခုကကျွန်တော်သုံးတယ်အဲ့ဒီ account ရဲ့အပေါ်ဆုံးမှာကျွန်တော်တို့ ပင်းထောက်ထားတာရှိတယ်။ဘာလဲဆိုတော့ကျွန်တော်ရဲ့ဒီစီးပွားရေးစီမံခန့်မှုဆိုင်ရဲ့တင်နန်းကြော်ညာထားတဲ့ post ရှိတယ်။အဲ့ဒီ video file ကိုမျှဝေလိုက်။မျှဝေပြီးတော့အဲ့ဒီ post ရဲ့အောက်က comment မှာမျှဝေပြီးပါပြီလို့ဝင်ရေးပေးထားမယ်။ TikTok ကအဖွဲ့ရ။ Facebook ကတော့ဒီ live ကရှိမှဖြစ်တဲ့ဒီ live အောက်က comment မှာရေးပြီးပါနော်။ဟုတ်ကဲ့ပါမတ် Ruby Queen ကျေးဇူးတင်ပါတယ်။အဲ့တော့အားလုံးကိုဟုတ်ကဲ့ပါကိုဝေယံထွန်းကျေးဇူးတင်ပါတယ်အားလုံးချစ်ခင်ကျေးဇူးတင်ပါတယ် um TikTok ကမပန်းလေးလည်းကျေးဇူးတင်ပါတယ်မအေးဝင်းကျေးဇူးတင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ် မေကွန်းလေးရှင်ကောင်းမွန်ပါရေခက်ပေးပါလူကျွန်းတို့ comment တွေကိုတံပိုးထားပြီးဖတ်ပါတယ်ဖြည့်တင့်ဖြည့်ထိုက်တဲ့မေကွန်းတွေကိုလာမယ့်အစီအစဉ်တွေမှာဖြည့်ကြားပေးသွားမှာဖြစ်ပါတယ် We must work together we must build our nation